ပြည်သူတော်တဘာပတိကတော့ခင်ထေးကျင်းယူလာပြတော့နောက်၃ရက်နေမှလုပ်ကျွန်တော်တို့မှာလွတ်တော်ကိုယ်စားလေးရဲ့ညီချင်းအသက်အတွေ့အကြုံတွေရှိပြီးသားအဲ့ဒီပုံကိုသက်ဆိုင်ရာကွန်ပျူတာကျွန်တော်တို့တောင်းပေးဒိုင်းနယ်ပြည်နယ်အစုဖွဲ့၄ဖွဲ့ခွဲပြီးတဖွဲ့ကို၄၅မိနစ်ကြာတွေ့ဆုံခဲ့တဲ့ဒီစည်းဝေးဟာတကားပိတ်ကျင်းပခဲ့တာပါဖေဖော်ဝါရီလရက်နေ့မှာကျင်းပမယ်ပြည်သူလွတ်တော်အစည်းအဝေးတွေအတွက်တဘာပတိအဖြစ်ထောက်ဆောင်လွတ်တော်အမတ်ဒေါခင်ထေးကျော်ကတောင်းဝန်ယူပြီး ပြည်သူ့တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေကိုရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။တမိုင်းဝင်မဲ့ဒီလွတ်တော်အစည်းအဝေးတွေအတွက်ပါတီထိပ်တန်းခေါင်းဆောင်ဦးဝင်းထိန်က သူ့မှာပုပ်ပုပ်ရေးအမြင်နဲ့ဘာသာရေးအမြင်နှစ်ခုရှိတယ်လို့သတင်းမီဒီယာတွေကိုပြောပြခဲ့ပါတယ်။ပုပ်ပုပ်ရေးအမြင်ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာဒီကနေ့အခြေအနေတွေဖြစ်ပေါ်နေတာဖြစ်ပြီးဘာသာရေးအမြင်ကတော့ဘယ်အရာမှမတည်မြဲဘူးဆိုတာနားလည်လက်ခံခဲ့တယ်လို့ဆိုပါတယ်။ But well, look at things both ways. One is personal point of view. Another is religious point of view. For the personal perspective, of course, we are thrilled. It's accumulation of our effort and on Sanji's leadership. It's come to fruit. From religious point of view, nothing is permanent. Nothing is permanent. Now we are involved in the process for the future of the country as well as to lift the standard stand of the people. That's our uh, intention. February 10ရက်နေ့မှာတော့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်ပါတီကလျားထားတဲ့ဦးဝင်းမြင့်နဲ့ဥက္ကဋ္ဌအဖြစ်တန့်ခိုင်ပါတီကကုတ်ခိုင်မတ်ကချင်တိုင်းတောင်ဦးတီခွန်မြတ်ကိုရွေးချယ်ဖို့ပါတီကကြေညာထားပြီးသားပါ။ အမျိုးသားလွှတ်တော်ကိုဖေဖော်ဝါရီ3ရက်နေ့ကျမှခေါ်ယူမှာဖြစ်တာမို့အဲ့ဒီစီဝေးရဲ့တဘာပတိကိုမရွေးချယ်ရသေးဘူးလို့ဦးဝင်းထင်ကဆိုပါတယ်။သမရရောင်းအဖြစ်ဒေါ်ဆန်းစုကြည်ရဲ့ကိုယ်အန်တော်တာဝန်ယူထားတဲ့ဒေါက်တာတင်မာအောင်ကလည်းတစ်ပြေးနေတာမို့ဒီအကြောင်းကိုတော့သူမသိတဲ့အကြောင်းကိုဦးဝင်းထင်က မြင့်ဆိုခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဖြည်းဖြည်းချင်းလုပ်ရမယ်ဆိုတဲ့အကြောင်းနဲ့လွှတ်တော်ကော်မတီတွေမှာတာဝန်ပေးမဲ့ကိစ္စတွေကိုအခုလိုပဲပြောပြခဲ့ပါတယ်။ ပြည်သူတော်တဘာပတိကတခင်ထေးကျင်းပြည်သူတော်ကနောက်သုံးရနေမှာလို့ကျွန်တော်တို့မှာလွတ်တော်ကိုယ်စားလေးရဲ့ညီအစ်ချင်းအသက်အတွေ့အကြုံတွေရှိပြီးသားအဲ့ဒီပုဂ္ဂိုလ်သက်ဆိုင်ရာကော်မတီမှာကျွန်တော်တို့တာဝန်ပေးတယ်အဲ့ဒီပြမရှိတဲ့ဒေါ်တင်မအောင်ကကျွန်တော်တို့ပြီးခဲ့တဲ့ဟိုရပိုင်ပင်ကကိုယ်ရရူပါလေအဲ့ဒါအနာယူပါလေကျွန်တော်တို့ကြားရကြအဲ့ဒါကဘာကြောင့်လဲမသိဘူးခင်ဗျဒီထားလားမသိဘူးဘာလဲဘာလဲမသိဘူးအနာယူလိုက်တာတော့သိကြလားဗျ a la Madrid. Don't laugh. Actually, it's <laughs> meant for laughing.